အကောတော်ရင်သာသမီ၃ယောက်တွင်သိန်းတောင်းကျော်ရင်လက်ဆောင်တစ်ခုနှင့်မိတွေးတယောက်၏မြေတားကိုပြသလိုက်တဲ့ပူဇာပြုခင်ပူဇာပြုခင်အားကလေး၃ယောက်ဖေးကိုထုံးကိုရဲရဲဝင်းဝင်းနဲ့ကိုမှယူလိုက်တဲ့တွင်ဝေဖန်တန်နေရာလေတခဲနဲ့ကိုမှရရှိခဲ့တာပါအဲ့တော့နဲ့တနေ့ကြော်ကြလာတဲ့ချိန်ထိကိုပူဇာပြုခင်နဲ့ကလေးတွေပေါ်ကြီးကဝေဖန်ပြောဆိုတာတွေကရှိနေတော့ဖြစ်ပါတယ်ပူဇာပြုခင်အားကလေး၃ယောက်ပေါ်မှာမိတွေးတယောက်တဲ့ပုံကမြေတားတရားကိုမပြသနိုင်လောက်ဘူးလို့ထင်နေကြတာပါ ဝေမဲ့လို့ယူပြီးတော့ကလေးတွေပေါ်မှာမိခင်တရားမပိတာဘူးဆိုတဲ့ဝေဖန်ချက်တွေကရှိလို့နေကြတာဖြစ်ပါတယ်။ပိုကြပြုတ်ကရတော့အခုလိုဝေဖန်တာတွေကိုဘာမှမတုတ်ပြန်ပါဘူး။သူနေနေအလုံးနဲ့သာတသက်ပြတာပါ။ပိုကြပြုတ်ကအကိုထုံးရဲ့စီစိန်တွေကိုသူတယောက်တည်းလဝဲကြီးအုပ်ထားတာမျိုးမဟုတ်ပါဘူး။အကိုထုံးရင်သာသမီ၃ယောက်အတွက်လေလဝဲတာတွေအားလုံးကိုသူကိုယ်တိုင်သာပြင်ဆင်လုပ်ကိုင်ပေးတာပါ။ပြီးခဲ့တဲ့ရက်မှလည်းပိုကြပြုတ်ကအကိုထုံးရဲ့သာသမီ၃ယောက်အတွက်တိမ့်တောင်းကြော်သုံးပေးခဲ့တာပါ။တာကြီးနဲ့သမီးငယ်၂ယောက်ကကျောင်းသွားနေရတာဖြစ်တဲ့အတွက် ကြောက်သွားဖို့ကားတစီတောင်းထားတာပါ။အရင်စီးနေတဲ့ကားကမော်ဒယ်နိုင်နေပြီဖြစ်တဲ့အတွက်ကားတစ်စီးဝယ်ပေးပါဆိုပြီးတော့တောင်းဆိုထားတာပါ။ဒါကြောင့်မလို့ပို့ချပြုခင်ဟာကြောက်တရေစီးဖို့အတွက်ပြီးခဲ့တဲ့လကလေးကကားတစ်စီးကိုမှာချပေးခဲ့တာပါ။နိုင်ငံသားကကားတစ်စီးကြီးကိုမှာချပေးခဲ့တာဖြစ်ပါတယ်။ကားတစ်ကအချိန်မီမရပဲကျောင်းပွေပြီးတလကြာမှသာရောက်လာခဲ့တာပါ။ပို့ချပြုခင်ဝယ်ပေးလိုက်တဲ့ကားတစ်ကြီးဟာတင်းတောင်းကြော်တာမှပေးရတာဖြစ်ပါတယ်။သူစီးဖို့မဟုတ်ဘဲနဲ့ကလေး၃ယောက်စီးဖို့ကိုတင်းတောင်းကြော်၃ကဝယ်ပေးလိုက်တာပါ။ ။ဒါပြင်ကောက်ကိုလည်းကလေးလေးယောက်နမည်နဲ့ဝယ်ပေးထားတာပါ။တာရင်စင်ဦးလေးပါဝင်အကိုရဲ့သားသမီး၃ယောက်တပါစုပေါင်းငါဝယ်ပေးလိုက်ကြဖြစ်ပါရဲ့။ကလေး၃ယောက်ကလည်းတိမ်တောင်းကြော်တဲ့ကာကြီးစီရောက်မှမို့အရန်ကိုမှပြောလို့နေရပါ။ပို့ကြပြုကရတော့သူတို့ဖြစ်ခြင်းသမျှအကုန်ဖြည့်ဆည်းပေးမှာဆိုပြီးတော့ဖွင့်ဟလို့ထားပါရဲ့။ပို့ကြပြုကကလေးတွေပေါ်မှာမိတွေတယောက်လုံးမဟုတ်ဖက်နေတကယ်မိခင်ရဲ့တယောက်လုံးဆက်ဆံပေးနေတာမှာအိမ်တော်သက်တနေ့ကြော်လာတဲ့ချိန်မှာကလေးတွေကလည်းသူမရဲ့အမျက်တာကိုနားလည်လာကြပါရဲ့ ။ဒါပြင်အသားကြီးဖြစ်သူဆိုရင်စိန်ဦးလေးကိုလက်ကနေမချပေးနဲ့ကိုမှချက်နေတာပါ။ပူဇာပြုကီကမမတာတာဆက်ဆံပြီးတဲ့အတွက်သူတို့မိသားစုလေးကပျော်စရာကောင်းတဲ့မိသားစုလေးတစ်စုဖြစ်လာခဲ့ပါရဲ့။ကလေးတွေရဲ့ပညာရေးကိစ္စတွေဆိုရင်လေပူဇာပြုကီကပဲလိုက်လုပ်ပေးတာပါ။ဂျန်နာပီကေတွန်စိတ်ချွေနာဆိုင်ကိုလည်းသူကိုယ်တိုင်ပဲဦးစီးကလုပ်ကိုင်နေတာပါ။ဆိုင်ကိုလည်းဦးစီးနေတဲ့ပြင်တာသမီ၃ယောက်ရဲ့ပညာရေးကိုပါလစ်လူရှုမထားပဲသူမကိုယ်တိုင်သာလုပ်ပေးနေတာပါ။ဒါကြောင့်မလို့မင်းသမီးလုပ်ကိုတောင်မှမလုပ်ဖြစ်တော့ပါဘူး။ တာသမီတွေနဲ့အကိုထိုးတွေမိခင်ကောင်ဇနီးကောင်ပြီးသားဖို့အရေးကြီးတဲ့တွေနေပညာလုပ်တွေကိုလည်းစက်မလို့ဖြစ်တော့တာဖြစ်ပါတယ်။လက်ထက်ကအစားတော့ကဝေဖန်တန်းတွေအားလုံးကိုပို့ချပြုခင်ရမိခင်တယောက်ရဲ့တာဝန်ကြီးအောင်လုပ်ခါအမြင်အားလုံးကိုပြောင်းလဲပြစ်လိုက်တာပါ။အကိုထိုးရဲ့တာသမီတွေပေါ့မိခင်တာဝန်ကြီးပြုနေတဲ့ပို့ချပြုခင်ပေါ့ပရိသတ်တို့ရဲ့အမြင်လေးရှင်လည်းပြောခဲ့ပေးပါဦးရှင်။ဒီရှုအပ်ပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ ဆယ်လီဒီနုပညာရှင်ရဲ့ဒိဋ္ဌိတူပြလာခဲ့အောင်မှဖြစ်လို့ကျမတို့ရဲ့ပေလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်